ထိပေါက်ရင်မြန်မာနိုင်ငံကလူတွေကိုတရောက်သိန်းတထောင်ခွဲစီပေးမယ်လို့ပြောတာကြောင့်ဝေဖန်ခံရတဲ့ကိုထွန်းခင်တဲ့ခါဦးအလုံးမဲမင်္ဂလာပေါင်းဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်ကိုထွန်းခင်တဲ့ခါဦးတို့နှစ်ယောက်ကအမေရိကန်မှာနေထိုင်ပြီးကိုကိုကိုပညာတတ်အဆင့်တန်းရှိသူတွေဖြစ်ပြောဆိုလေးရှိတဲ့သူတွေပေါ့ social media မှာနာမည်ကြီးလာတဲ့နောက်မှာတော့ကိုထွန်းခင်တို့ကတထောင်ကျပ်တန်ထမင်းဆိုင်လေးကိုဖွင့်လှစ်လိုက်တဲ့ရှင်ဒီခေတ်မှာတော့တထောင်ကျပ်နဲ့ဘာမှဝယ်စားလို့မရတော့တဲ့အချိန်မှာသူတို့ရောင်းပေးတဲ့တထောင်နဲ့ထမင်းဆိုင်လေးကြောင့်အဆင်ပြေသွားသူတွေအများကြီးရှိပါတယ်ထမင်းဆိုင်လေးကိုဈေးသက်သက်သက်သားနဲ့ ျှော့ပေးလို့သူတို့ရဲ့စိတ်ထားလေးကိုလေးစားချပေးမယ်။အခုတော့စီးပွားရေးဆန်တဲ့အပြောဆိုတွေကြောင့်ဝေဖန်ခံနေရပါမယ်။ခေါင်းနဲ့ကိုထွန်းခင်တော်ဇနီးမနိုင်ကအမေရိကထီကိုထိုးနေကြပြီးထီပေါက်ရင်ဒေါ်လာတန်900နီးပါးရမယ်လို့ဆိုပါတယ်။ဒီငွေပမာဏကများပြားတာကြောင့်ထီပေါက်ခန့်ရင်မြန်မာနိုင်ငံမှာနေထိုင်သူတွေကိုတယောက်ကို3000ခွဲစီပေးမယ်လို့ပြောချခဲ့ပါတယ်။3000ခွဲဆိုတော့ကိုရောက်ဖို့ဘာမှလုပ်စရာမလိုပဲသူတို့ကိုဆူတောင်းပေးရုံပဲလိုတယ်လို့ဆိုပါတယ်။ထီပေါက်ဖို့က69ရာခိုင်နှုန်းမသိကြပါပေမဲ့လေထီပေါက်ရင်3000ခွဲရမယ်ဆိုတာကြောင့်လိုချင်သူတွေများပြားပြီး 드로 별라고영치 도와게 자라방. ဒါပေမဲ့ဂျာမနီမှာနေထိုင်တဲ့မိချိုကတော့ကိုထွန်းခင်တို့ကအမှုနီနဲ့လှည့်စားနေတာဖြစ်ကြောင်းကိုပြောပြလာခဲ့တာကြောင့်ကိုထွန်းခင်ရဲ့မိချိုတို့လည်းပွဲတွေဖြစ်နေကြတာပေါ့မိချိုကကိုထွန်းခင်တို့ပေးမဲ့တိန်းတန်းခွဲဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းအချက်လက်တွေတရားရှင်းပြထားပါတယ်အမေရိကမှာဂျက်ပေါ့ထီစုကြီးကိုပေါက်ဖို့ဆိုတာကအရန်ခက်ခဲတဲ့အရာဖြစ်ကောင်းထီပေါက်ခက်ရင်လည်းဒေါ်လာ3900နီးပါးကိုအပြည့်ဝရမှလည်းမဟုတ်ပါဘူးအခွန်လဲဆောင်ရအောင်မှဖြစ်ပြီးငွေအနည်းငယ်ပဲရမှရှိရင်ကျန်တဲ့ဒေါ်လာငွေတွေကိုလည်းမြန်မာပြည်သူတွေထံတယောက်3000ခွဲပေးဖို့ဆိုတာကဘလို့မှမဖြစ်နိုင် င်ဘူးလို့မိချိုကပြောပြလာခဲ့တာပါထိပေါက်ဖို့မပေါက်ဖို့ကမတိကျတဲ့အချိန်မှာကိုထွန်းခင်တို့ဆုံးတွဲကတော့မြန်မာပြည်သူတွေပေးတဲ့ like တွေ comment တွေကြောင့်ဝင်ငွေတွေတိုးသွားခဲ့ပါတယ်ထိစုကြီးပေါက်ဖို့ဆိုတာမလွယ်ကူပေမဲ့နားမလည်သေးတဲ့တချို့လူတွေကိုဒီလိုနီးနဲ့လှည့်စားတာကလုံးဝမဖြစ်တင်ကြောင်းမိချိုကပြောပြလာခဲ့တာပါ brighter လို့တာကအကောင်းမြင်မဲ့လေမြန်မာတွေထံကနေဒီလိုနီးနဲ့အမျက်ရှာတာကိုတော့မိချိုကထောက်ပြလာခဲ့ပြီးကိုထွန်းခင်နဲ့မိချိုတို့လည်းအပြန်လန်ညှင်းခုန်နေကြတာပါမြန်မာနိုင်ငံမှာတော့ထီစုကြီးပေါက်ဖို့ဆိုတာမလွယ်ကူတဲ့အချိန်မှာအမေရိကကဂျက်ဖော့စုကြီးကိုပေါက်ဖို့ဆိုတာကတော့ ော့ပိုပြီးအလှမ်းဝေးတဲ့အနေအထားဖြစ်ပါတယ်မိချိုကအယုံလဲသူတွေကိုသတိပေးထားတဲ့အပြင်မြမပြည်သူတွေရဲ့ယူသားမှုကိုအသုံးမချဖို့အတွက်ကိုထွန်းခင်တို့ကိုပြောထားပါတယ်ကိုထွန်းခင်တို့ကတော့သူတို့ဟာပညာတတ်တွေဖြစ်ပြီးသူတို့လိုလှူနိုင်မှလာပြောပါလို့တုတ်ပြန်ထားတာပါဒါပေမဲ့လည်းကိုထွန်းခင်ရဲ့ခအူတို့ကထိပောက်ရင်တိန်းတောင်ခွဲကိုမြမနိုင်ငံကတယောက်ချင်းစီကိုခွဲပေးမယ်ဆိုတော့အမှန်အတိုင်းစဉ်းစားကြည့်ရင်တော့မဖြစ်နိုင်တဲ့အရာဖြစ်နေပါတယ်ကိုထွန်းခင်တို့ကလက်ရှိမှာတထောင်ချက်တန်ထမင်းဆိုင်ကိုဖွင့်ထားလို့တချို့တွေအတွက်အဆင်ပြေနေပေမဲ့ ထီပေါင်ရင်ငွေတွေကိုခွဲပေးမယ်ဆိုတာကိုတော့မယုံကြည်ကြပါဘူး။ထီပေါင်အောင်ရှယ်ပေးသွားပါအောင်လို့ပြောကြပေမဲ့လည်းအခုထက်ထီလည်းထီကလုံးဝမပေါက်လာသေးတာပေါ့။ကိုထွန်းခင်နဲ့ခေါရို့ကိုဝေဖန်သူတွေလည်းရှိသလိုထီပေါင်ရင်တော့သူတို့လုံးဝပြန်မယူပဲခွဲဝေပေးမယ်ဆိုတဲ့စိတ်ထားလေးကိုလည်းလေးစားနေကြပါတယ်။မိချိုပြောတဲ့အရာတွေကတကယ်ပဲမှန်ကန်နေတာလား။ဒါမှမဟုတ်ကိုထွန်းခင်တို့ပြောတဲ့အရာကဖြစ်နိုင်ပါမလားဆိုတော့ခေါမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ တိုင်းအတွက်ပျော်ရွှင်ပါစေ။